မင်္ဂလာပါ channel msn ပါမေလ3ရက်နေ့ကပေါင်စင်ပွဲအကြောင်းကိုပြောပြမယ်ဒီအပိုင်းတင်တဲ့ဗီဒီယိုတွေကအကျွေးဆက်နေရတာပါတကြံအတွင်းမှာကိစ္စတစ်ခုကြောင့်မလုတ်ဖြစ်တဲ့ဗီဒီယိုတွေကိုအပုံရေပြည့်အောင် deadline အမီလုပ်နေရလို့ပါ quality ကျနေတဲ့အထင်တောင်းပန်ပါတယ် ကြာလဲကြာကောင်းကြာနိုင်ပါတယ်။တောရက်နေ့အတွက်159နဲ့31နဲ့တိုက်နေတဲ့ဘောင်းစင်၃ဘက်ရှိတယ်။တီယိုဖီမိုလိုပတ်စ်နဲ့အာနိုဘာဘိုဇာ၊ဒဗင်းဟီနီနဲ့ဂျိုးဆေးရာမရက်၊ရိုင်ဂါစီယာနဲ့ရိုလန်ဒိုရိုမရိုတို့ပွဲတွေပါ။အဲ့ဒါဆိုရင်တတိယမြောက်ပွဲကိုပထမဆုံးအနေနဲ့စပြောမယ်။တီယိုဖီမိုကိုလိုမာချက်ကွန်းနဲ့ပွဲမှာကျွန်တော်စသတည်တယ်။ တော်တော်ဆွမ်းဆောင်ရည်ကောင်းပါတယ်နိုင်လိုစိတ်ပြင်းထန်တယ်ညာလက်သီးတော်တော်လေးကောင်းတယ်ရိုင်းဟုဆွဲပြီးတော့ဘယ်ဖြောင်းလိုက်မယ်ညာဖြောင်းထိုးပြီးတော့ဘယ်လက်သီးဆွဲချမယ်ဟမ်မူမန်ဘိုင်းနေဖူဝော့တေလည်းတော်တော်လေးကိုကောင်းတာတွေ့ရတယ်အာနေဂျက်ဆိုလိုနိုင်လိုစိတ်ပြင်းတဲ့နောက်မှာအမားလေးတွေကပ်ပါလာတယ် တစ်ချက်ထည့်ရင်နှစ်ချက်လောက်ငါပြန်လုံမယ်ဒီကောင်ငါပြန်လုံမှရမယ်ဆိုတော့စိတ်တက်ကပြန်ပက်တွေအတွက်အသုံးချစရာအားနည်းချက်တခုဖြစ်နေတတ်တယ်ဂျော့စ်ကမ်ဘိုဇာဂျူနီယာနဲ့ပွဲမှာသူနိုင်ရမယ့်အနေထားကနေအရှုံးပြန်ဖြစ်သွားစေတာအဲ့အချက်ပါ အာနိုဘာဘောဇာကိုကြာတော့ February လကအင်္ဂလန်မှာထိုးသားတဲ့ပွဲမှာစသည်ပါတယ်။အရင်ကလုံးဝမသိဘူး။အခု Tiofi Mo နဲ့တွေ့မယ်ဆိုတော့မှသူ့အကြောင်းတွေပြန်ရှာပြီးတော့ထိုးပွဲကိုပြန်ကြည့်ရပါတယ်။ရှုံးပွဲမရှိဘူးဗျ။32ပွဲမှာ32ပွဲလုံးနိုင်ထားတယ်။၁၇ပွဲအလဲထိုးထားတယ်။အမမရှိအောင်ဆော့နိုင်တာတွေ့ရတယ်။အသက်33ရှိပြီးတော့ကြားတော့မကြသေးဘူး။ Rich က82လမရှိလို့ Tiofi Mo ထက်၄လမတာပါတယ်။အားနေချက်ကပါဝါအရင်မရှိသလိုပွဲဖြတ်နိုင်စွမ်းတော်တော်လေးနည်းတယ်။ Teofimo Lopez က WBO နဲ့ The Rain Light Weather Weight ကပတ်နှစ်ခုရှိပါတယ်။အာနိုဘာဘောဇာက WBO Intern ဂျာပြက်ချန်ပီယံကပတ်ရှိတယ်။ဆိုတော့ Intern ကပတ်ရှိတဲ့ဘာဘောဇာကစိန်ခေါ်လို့ Lopez ကကပတ်ကာကွယ်ပွဲထိုးပေးရတာပါ။ပွဲပေါ်အမြင်ပြောရရင် Power Buy မှာ Teofimo ကအပြတ်သက်တာတယ်။ ပွဲကိုတိကနေဖြတ်နိုင်သလို pressure ပေးတဲ့ပိုင်းကိုလည်းကင်တွယ်နိုင်တယ်။ဘာဖို့ဆက်ကလည်း pressure ကိုခံနိုင်ရရှိပါတယ်။ပြန်လဲထိုးနိုင်သလိုဂျင်းနဲ့ချက်တဲကနေပြီးတော့လည်းရအောင်ထွက်နိုင်ရှာတယ်။ကွာချားချက်ကဘာဖို့ဆက်ကထိလဲပုံမပြတ်ပင်မဲ့ Lopez ကထိရင်အမားတွေနည်းနည်းလုတ်တက်တယ်။ပြာသွားတာမျိုးမဟုတ်ဘူးဒီနေရာမှာပြောချင်တာကငါ့ကိုထိတယ်ငါပြန်ရအောင်ထိုးမယ်ဆိုပြီးတော့အဲ့ဒီစိတ်နောက်မှာအမားတွေပါတာ။ဘာဖို့ဆက်ကတော့ overall မှာစိတ်ပိုရှည်တယ်။ဘလောက်ကြာကြာသူကစောင့်နိုင်တယ်။ထိုးချက်တွေက လိုပတ်စ်ကကလင်းရှော့တွေကိုပို့ပြီးတော့ပြပြတတထိုးနိုင်ပြီးတော့ဘာဘိုးဆာကကောင်တာတွဲလုံးနေပို့ပြီးတော့ထွက်တယ်အချင်းကြာလာလေးလေးပိုကင်တွယ်တက်တာကဘာဘိုးဆာဖြစ်နေပြီးတော့ပွဲချင်းကြာလာလေးနည်းနည်းလေးကြာလာတက်တာကလိုပတ်စ်ပါအသက်အရွယ်ပိုင်းရရှင်တော့လိုပတ်စ်ကအသာကြီးပါ29ပဲရှိသေးတယ်ဆိုတော့အခုပွဲအတွက်တီယိုဖီမိုလိုပတ်စ်ပြင်ဆင်လာရမယ့်အဓိကပိုင်းကတော့တရားများများထိုင်ဖို့ပါပဲကျန်တဲ့ပိုင်းတွေကတော့အားလုံးတာပါတယ်အလဲထိုးနဲ့နိုင်နိုင်လားဆိုရင်ဖြစ်နိုင်ခြေတော့နည်းမယ်အမှန်ဆုံးဖြတ်လောက်ထိသွားနိုင်ပါတယ် ေါက်ဂျေးတီယိုဖီမိုလိုပတ်1.37ဂျိုးစေးဘာဘိုဇာ3.66ပေးထားပါတယ်ပေါက်ဂျေးကိုလက်ခံပါတယ်ဟုတ်ကဲ့ကျွန်တော်ညွှန်ရတာပါ channel msn ပါတက်တာ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code msnwh ကိုသုံးပါ